Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျမဒီ live share လေးကိုတုံးမယ်ပြီးတော့လို့ရှိရင် channel message လေးပြောပေးမယ်ပေါ့နော်တင်းတို့ရဲ့တစ်ဖက်လို့အတင်းတို့ကိုပါရင်ပြောချင်နေလဲ channel message ကို collateral retail လေးလုပ်ပေးမယ်နော်အဲ့တော့စလိုက်ကြမယ် on the secrets and catch up with me and each every last one of them เนาะ အဲငါရဲ့စိတ်ထဲမှာပေါ့နော်ငါရဲ့စိတ်ထဲမှာငါလှုပ်ဝထားခဲ့တယ်တိမ့်ဆင်ထားခဲ့တယ်အဲဒီအရာတွေပေါ့နော်အားလုံးကနောက်ဆုံးမှာငါ့ကိုပြန်ပြီးတော့မှဒုက္ခဖြစ်နေခဲ့ပြီနောက်တစ်ခု My heart was blocked I was not available to receive your love and when you gave it no မင်းပေးခဲ့တဲ့ချစ်တယ်ကိုငါလက်ခံမရရှိခဲ့ဘူးတဲ့နော်အာဘာလို့လဲဆိုချိန်ကြတော့ သူရဲ့နှလုံးသားပိတ်ဆို့နေခဲ့လို့တဲ့နောက်တစ်ခု This isn't the right time for me no အဲ့အဲ့ရခုချိန်ရတော့ငါတို့အချိန်ကောင်းမဟုတ်သေးဘူးတဲ့နော်နောက်တစ်ခု I don't want to be different နော်ငါကမင်းနဲ့အကွဲပြားခြားနာတာမျိုးတွေကိုမလိုချင်ဘူးအကွဲပြားခြားနာတာမျိုးတွေမဖြစ်ချင်ဘူးတဲ့ နောက်နောက်တစ်ခုကကြတော့ you are so beautiful inside and out မြင်အောင်စိတ်ထားရောလူရောလှတယ်နော် baby please come back to me နောက်ငါစီကိုပြန်ခဲ့ပါတဲ့ Jesus ဖြစ်ရင်ငါစီကိုပြန်ပြန်လာခဲ့ပါတဲ့နော် All I'm thinking about right now is how attracted to you I am. နောက်ခုချိန်မှာငါစဉ်းစားနေအမိအကပေါ့ဘလောင်တီဆွဆောင်မှုရှိတယ်ဆိုတာဟုတ်ပဲတဲ့နော်နောက်တစ်ခု I'm drinking honey and trying to forget နော်အခုချိန်မှာကအရက်တိတောက်ပြီးတော့မှအကြောင်းအရာတွေကိုမေ့ဖြစ်ဖို့ရာစ조사နေတယ်နော် what is the truth အမှန်တရားကဘာလဲနော် i hope our paths will cross again in the future နော်တနေ့ကြလို့ရှိရင်ငါတို့အနာဂတ်မှာအနာဂတ်မှာတနေ့ကြလို့ရှိရင်ငါတို့ပြန်ဆုံဝင်ဆိုပြီးတော့မှမျောလင့်ချက်ရှိပါတယ်တဲ့เนาะမျောလင့်နေပါတယ်တဲ့တနေ့ကြလို့ရှင်ငါတို့ပြန်ဆုံမယ်ဆိုပြီးတော့မျောလင့်နေပါတယ်တဲ့เนาะအဲ့ဒါတော့ ူပြောချင်တဲ့စကားလေးဖြစ်ပါတယ်နောက်ထပ်နည်းနည်းထပ်ကြည့်မယ်เนาะသူပြောချင်တဲ့စကားလေး channel channel message okay နောက်ထပ် okay ကြည့်မယ်เนาะ you always know the truth uh you just refuse to see it not again and so အမေကတကယ်တော့အမေအမြဲတမ်းအမှန်တရားကဘာဆိုတာလဲဆိုတော့သိပါတယ်တဲ့ဒါပေမဲ့အဲ့ဒီအမှန်တရားကိုမင်းထိတ်တိုက်ရင်ဆိုင်ဖို့ရအောင်ညင်းပယ်နေတယ်တဲ့နော်အမ်ကုချင်းရဲ့ခလတလေးဒီအမှန်တရားကဘာဆိုတာလဲသိတယ်ပေါ့နော်ဒါပေမဲ့အမ်ထိတ်တိုက်ရင်ဆိုင်ဖို့ရအောင်ရှောင်ဖယ်နေတယ်ပေါ့နော်ဒါမျိုးကိုပြောတယ် you move on heaven's you နော်မင်း move on သွားပြီလားမင်း move on သွားပြီလား move on မလုပ်သေးဘူးလား move on လုပ်သွားပြီလားပေါ့နော်နောက်တစ်ခါ there's some things i never got the chance to tell you နော်မင်းကိုငါပြောခွင့်မရလိုက်တဲ့အရာတွေမှာအများကြီးပဲနော်ငါဘယ်တော့မှ ပြောခွင့်မရခဲ့တဲ့အရာတွေပေါ့နော်ငါစီမှာရှိရဲ့ပေါ့နော် and ka and there is some things behind your eye what are you hiding no um me si ma you watch at the eye bo no to khu khu shi ni de um me ye နောက်မှာပုံကွယ်နေတဲ့အရာတွေရှိရပေါ့เนาะဘာတွေကိုမင်းဖုံးကွယ်ထားတာလဲပေါ့เนาะအဲ့လိုမျိုးသူကမေးချင်နေပါတယ်ဒါကတော့သူပြောချင်တဲ့ channel message တွေဖြစ်ပါတယ် အာနောက်တစ်ခုကကြတော့သူ့အနေနဲ့သူဘာတွေဖုံးကွယ်ထားလဲနည်းနည်းခားတဲ့အမှန်တရားလေးပေါ့နော်နည်းနည်းခားတဲ့အမှန်တရားလေးကိုထပ်ကြည့်ရအောင်နည်းနည်းခားတဲ့အမှန်တရားလေးထပ်ကြည့်ရအောင်ကဲဒါလေးဖြစ်ပါတယ်ကြာလာပါပြီကဲကြာလာတော့ဒီမှာရှိမယ်နော် ဒါလေးကနည်းနည်းခါရဲအမှန်တရားလေးနည်းနည်းခါရဲအမှန်တရားဆိုတော့နှစ်ကပ်ပဲယူလိုက်တော့မယ်နော် okay knowing the fact that နောင်တို့မကောင်းဆိုတော့သိနေတယ်တဲ့ဘသူတွေမကောင်းလားလဲနည်းနည်းတော့ဒီ relationship ကြားရဲကအာတကယ်ချင်းနေလို့ဘာလို့ညာလို့တခြားသူတွေပေါင်းဝင်ပတ်သက်နေရတယ်ရှင်းရှင်းပဲเนาะသူတို့တွေကမကောင်းဆိုတော့ကိုက အာတိပိသားပေါ့နော်တိပိသားတိနဲ့ပိသားဖြစ်နိုင်တယ်နော် banning evidence နော် banning evidence ကတော့ဒီရဲ့အတိုင်းပဲအထောင်ထားတွေကိုဖျောက်ဖျက်ပစ်တာနော်ဖျောက်ဖျက်ပစ်တာစာရေးပိုင်း message တွေရှိရဲ့ဆိုလို့ရှိရင် delete လုပ်ပစ်တာနော်ဒီထားပါတော့သူကကိုယ်ပေါ်ချစ်တင်လုပ်နေရဲ့ဆိုလို့ရှိရင်လည်းသူတပ်ပါတယ်နဲ့ပြောထားတဲ့စကားတွေကိုကိုမသိအောင်လို့ဖျက်လိုက်တာပုံတွေကိုဖျက်လိုက်တာစာတွေကိုဖျက်လိုက်တာနော်အဲပစ္စည်းတွေပိုင်းရှိရဲ့ဆိုလို့ရှိရင် နင်းလဲဖျက်ပစ်လိုက်တာမျိုးပေါ့နော်ဒီမှာကျွန်တော် banning evidence တော့မိရှို့လိုက်တာအထောက်ထားတွေကိုအစာတွေပိုင်းကိုမိရှို့ပစ်တာမျိုးပေါ့နော် banning evidence ဖြစ်ပါတယ်တဲ့အဲ့တော့သူတို့ဘာမှဘာဖြစ်နေလဲသူတို့ဘာမှဘာဖြစ်နေလဲဒီမဲနည်းလေးဘာမှမပါဖြစ်နေ။โอเค နော်ဗန်နေ evidence နဲ့သွားဆက်ဆက်နေရ3 of cup 3 of cup မှာအာတချို့လူတွေကကိုယ့်ဟာကိုယ်တငယ်ချင်းနေနဲ့အဲပဲနေထိုင်နေပြီးတော့မှာပေါ့နော်တငယ်ချင်းနေနဲ့ပဲနေပြီးတော့မှာ음 relationship မရှိရမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်လို့တချို့တွေကြတော့လေအဲဒီတပ်ပါဒီပေါ့နော်တပ်ပါဒီပါနေပါနေလို့ပြောရမှာပေါ့တပ်ပါဒီပါနေတာတွေ့ပါတယ် ်တပ်ပါတီပါနေတော့၄ရှစ်ရှစ်ပေါ့နော်သုံးဝင်ဆိုင်ဖြစ်နေတဲ့ဟာမျိုးဆိုလိုတယ်နော်နောက်တစ်ခုထပ်ကြည့်မယ်တချို့တချို့တချို့တော့ relationship တွေဆိုလို့ရှိရင်ပြတ်ပြီးသွားတဲ့ relationship တွေဆိုလို့ရှိရင်သူက နောက်လူနဲ့ဒီဝယ်တင်လောက်တော့မှမျိုးပေါ့နော်မိမဆောင်တော့မှမျိုး plan နေရာမျိုးလေးရှိတယ်နော်သူအနေနဲ့ဝယ်တင်လောက်ဖို့ plan နေရာမျိုးလေးရှိတယ်တဲ့တချို့တွေကတော့အဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်တချို့အာတချို့တော့ collective လေးတွေကတော့အဲ့လိုမျိုးမဟုတ်ဘူးကိုယ်သူအနေနဲ့နည်းနည်းစောင့်ကြည့်နေရမျိုးလည်းရှိတယ်လို့မျိုးကြည့်နေတဲ့ collective လေးတွေကိုသူအနေနဲ့မကြည့်နိုင်တဲ့အပိုင်းတွေပါတယ်ရှိနေရမျိုးလေး ဖြစ်နိုင်တယ်နော်အာတချို့တော့ဒီ collateral တွေရဲ့ relation အာတချို့တော့ collateral တွေရဲ့သူကတော့အာဒီတခြားသူတွေပေါ့နော်တခြားသူတွေရာယူပိုင်းထားတာမျိုးမဟုတ်ဘဲနဲ့သူကလည်းသူတငယ်ချင်းနေနေပဲပျော်နေရမျိုးပေါ့နော်ဒါမျိုးလေးတွေ့ရနော်အခုကြည့်နေတဲ့လူတွေမှာတချို့တွေက ူနဲ့လည်းပြတ်တလူလူပြတ်တလူလူဖြစ်နေ saturation ရှစ်ပုံစံမျိုးဖြစ်နေနောက်တစ်ဖက်မှာလည်းသူစီမှာအာသူစီမှာကဟိုဟာရှိရဲအာတစ်ဖက်မှာလည်းနောက်တစ်ယောက်ရှိနေပေါ့နော်ကိုနေကလည်းမပြတ်မသားဖြစ်နေဆက်ဆံရေးမျိုးတွေဖြစ်နေနော်ကိုကအာအဆင်ပြေနိုင်မလားဆိုပြီးတော့မှဆောင်းဆိုင်နေရမျိုးပေါ့နော်ဒီ relationship ထပ်ပြီးတော့မှတိုးတက်ဖို့ရှိနာဆိုပြီးတော့မှဆောင်းဆိုင်နေရမျိုးမျောလင့်နေရမျိုးဆောင်းဆိုင်နေရမျိုးရှိရဲ့ နော်ကိုယ်အနေနဲ့သူ့ကိုမဆုံးရှုံးချင်တာမျိုးပေါ့နော်တခြားသူ့ကိုမပေးလိုက်ခြင်းလို့အဆင်မပြေတဲ့ relationship ကိုဆက်ပြီးရောမှအာထိန်းထားနေရမျိုးပေါ့နော်ဒါမျိုးလေးတွေ့ပါတယ် clutter လေးတွေ temperance နော်စိတ်အေးထားပြီးရောမှအာဆက်ပြီးရောမှသွားရမှာပေါ့တိတ်ပြီးရောမှတော့အခြေအနေအခြေအနေခြေနေကြည့်မယ်ခြေနေပါဆက်ဖြစ်နိုင်တယ် သူနဲ့ပဲနန္ဒရဲ့နှစ်ဖက်နဲ့ပေါ့နော်နှစ်ယောက်နဲ့တပ်ပါတီနဲ့ကိုယ်နဲ့သူတို့သုံးဖွဲ့ဆိုင်ဖြစ်နေတဲ့အထက်မှာ3ယောက်ကနဲ့သုံးဖွဲ့ဆိုင်ဖြစ်နေတဲ့အထက်မှာဘလို့ဆက်သွားမလဲဆိုတာဒီတစ်ချက်ကြည့်မယ်နော်သုံးဖွဲ့ဆိုင်ဖြစ်နေတဲ့လူတွေဘလို့ဆက်သွားမလဲอืมเนี่ยถ้าจริงอ่ะ ုံးပွင့်ဆိုင်ဖြစ်နေတဲ့သူလေးတဲ့တုံးပွင့်ဆိုင်ဖြစ်နေသူကလေဆိတ်ရှိတတ်ရှိတော့ဒီခါမီဆောင်ဆိုင်ရမှာအချိန်ကာလတစ်ခုထိပေါ့နော်ချင်းကလာတခုဒီစိတ်ရှိတဲ့ရှိသုံးဖြစ်နေစိတ်ရှိတဲ့ရှိစောင့်ဆိုင်ရမယ်စောင့်ဆိုင်ပြီးတော့ချိန်ကြတော့မှအာကိုနဲ့ပေါ့နော်စိတ်တူတင်းနဲ့ပြန်ပြီးတော့မှစတာမျိုး temperance energy နဲ့ပြန်စိတ်ရှိတဲ့ရှိ ဆောင်ဆိုင်ရအောင်ပဲเนาะဆောင်ဆိုင်ရအောင်မဆောင်ဆိုင်ပြီးရဲ့အချိန်ကျတော့မှနောက်ဆုံးကျမှ10 cup ဆိုကြတယ်လေအဲနောက်ဆုံးမှတော့မျှဝင်ကြတော့ရှိသေးရပေါ့เนาะခလတ်တလေးတွေနောက်ဝင်ကြတော့ရှိသေးရအဲ့တော့အချိန်တစ်ခုဆောင်ဆိုင်ဖို့လိုလိုအပ်တယ်အဲ့ဒီအချိန်တစ်ခုဆောင်ဆိုင်နေတဲ့အချိန်မှာကိုယ်အနေနဲ့ငွေကြေးကိုစူးစမ်းရှာဖွေရမျိုးလုပ်တင်တယ်လေเนาะအဲ့ဒါလေးကိုပြောထားတယ် ကျောင်းရှိမှလည်းပါတယ်ဆိုကြတယ်အဲသူနောက်ဆုံးမှာတော့သူကလေအဲဘသူကကိုယ့်ဘောကိုကောင်းလဲဆိုတဲ့အရာတခုသူ့အနေနဲ့ဖြစ်ဖြစ်တသားရွေးချယ်နိုင်သွားလိမ့်မယ်နော်ဒီထဲမှာတော့ collective layer ကိုသူရွေးချယ်မယ်လို့တော့ energy အရာတော့ဖတ်လို့ရတာပေါ့နော်အာဒါမဲ့လက်တွေ့မှာကိုယ့်ကိုမရွေးချယ်ခံရတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်နည်းနည်းတော့များသောအားဖြင့်80%လောက်ကတော့ကိုယ့်ကိုပြန်ပြီးရွေးချယ်ရွေးချယ်မယ်လူတွေများပါတယ်နော် က်ပါနေဖြစ်နေအချိန်မှာနောက်ဆုံးမှာတော့ကိုယ်ကိုရွေးချယ်ခံရမယ်ကိုယ်အနေနဲ့ဒီကြားထဲမှာအာဒီ relationship ကိုပေါ့နော်အမ် balance ဖြစ်အောင်ထိန်းဖို့လိုအပ်တယ်အမ်နည်းနည်းအရင်စိတ်နှစ်ထားပြီးတော့မှစိတ်နှစ်ထားပြီးတော့မှအမ်ဝုန်းတိုင်းကျဲတာမျိုးပေါ့နော်ဝုန်းတိုင်းကျဲတာမျိုးတွေပါလုံမဲ့စာအေးစစ်စစ်နဲ့ပဲအမ်စိတ်ကိုလျှော့ထားပြီးတော့မှ အာဖြည့်ရှင်းတာပို့ပြီးတော့ကောင်းတယ်เนาะနည်းနည်းစိတ်ကိုလွတ်ထားလိုက်ဖြည့်ရှင်းရန်ဖြည့်ဆို့ပြီးတော့လွတ်ထားလိုက်အတင်းမဆွဲနဲ့ပေါ့เนาะအတင်းမဆွဲဘဲနဲ့အလိုလွတ်ထားလိုက်ပြီးတော့မှအင်းကိုတော့ကိုပဲကိုတော့ကိုပဲအရင်စူးစမ်းပေါ့เนาะကိုတော့ကိုပဲအမ်ဒီ personal growth ဖြစ်အောင်စူးစမ်းဝေးဝိုင်းစူးစမ်းရှာဖွေပြီးတော့လို့ရှိရင်အဲကိုအနေနဲ့ကိုတန်ဖို့ကိုတည်ပြီးတော့မှအာဒီချေချေမိုးမိုးလေးနေပေါ့เนาะချေချေမိုးလေးနေအဲ့လိုချိန်မှာဆိုလို့ရှိရင်တဖန်ကိုဘက်ကို ပြန်ပြီးတော့မှကကြမာပြန်လှည့်လာပြီးတော့ချိန်သူ့အနေနဲ့လဲဘယ်သူမှကိုယ်တကောင်းလဲဆိုတဲ့ဥစ္စာမျိုးသူ့တကောင်းလဲဆိုတဲ့မျိုးသူသိတာလိမ့်မယ်နော်သူသိတာပြီးတော့မှအာကိုယ်နဲ့ဆက်သွားရမှုရှိရယ်နော်အဲ့တော့ဘယ်လိုပဲဖြစ်ကြမှာမျိုးဆိုလိုမျိုးနေတာကိုယ်အတွက်တော့ရှုံးမရှိပါဘူးနော်ရှုံးမရှိပါအဲ့တော့ဒီထဲမှာတချို့သူတွေကသုံးပွင့်ဆိုင်ရှိရယ်တချို့လူတွေကသုံးပွင့်ဆိုင်မဟုတ်ဘူးနော်သုံးပွင့်ဆိုင်မဟုတ်တဲ့လူတွေရှိရယ် အာအတော့သုံးဆိုင်ဖြစ်တဲ့သူတွေလည်းနောက်ဆုံးမှကိုယ်ရွေးချယ်ရနိုင်ခြေရှိရဲ့ပေါ့နော်ရွေးချယ်ခံရနိုင်ခြေရှိရဲ့အဲ့တော့ကျွန်တော်ပြောသလိုပဲနေပါနော်ကိုယ်ကိုပဲတောင်းတပပဖြစ်အောင်လေဒီຢာကြီးမှာပဲဒီလိုလေးရှင်းရှင်းနဲ့ပတ်သက်ပြီးတော့မှစိတ်နှစ်ထားတာမျိုးမလုပ်ဖင်းနဲ့ပေါ့နော်စိတ်နှစ်ထားတာမျိုးမလုပ်ဖင်းနဲ့ကိုကိုကိုပြန်ကြည့်ပြီးကိုကိုဘာလိုအပ်နေလဲပေါ့နော်။အဲ body ဘိုင်းဆိုင်ရာလိုအပ်နေရလား။အာစိတ်ဘိုင်းဆိုင်ရာလိုအပ်နေရလား။ အာဘယ်ဘယ်ဘယ်အတွက်ကိုကလိုအပ်ချက်ရှိကိုလိုအပ်ချက်ကိုကိုဖြစ်ကိုကငွေကြေးရှာတာငွေတိတ်မရှာနိုင်ဘူးလားငွေတိတ်မရှာနိုင်ရင်ငွေကိုပို့ပြီးတော့မှရှာနိုင်အောင်လုပ်ပေါ့နော်ဒါမျိုးကိုလိုအပ်ချက်ကိုပဲကိုဖြည့်ပြီးတော့အာကိုတရားဖဲရှိတယ်လို့ပဲဖြတ်တန်းပေါ့နော်ကိုတရားရှိသည်တယ်လို့ပဲဖြတ်တန်းနေပြီးတော့မှအာနေထိုင်နေပါတယ်နော်အဲ့ဒါဆိုလို့ရှိရင်တစ်ချိန်ကြာလို့ရှိရင်ကိုဘကူအဲသူကပြန်ပြီးတော့မှလှည့်လာလိမ့်မယ်နော် အာမျိုးလေးကိုမြင်ပါတယ် အဲ့တော့ quality လေးတွေအဲတဖက်လူကပြောချင်တဲ့ channel မှာ scenery တန်းတူလေးကတော့ဒီလောက်ပါပဲ quality လေးတွေအဆင်ပြေလိမ့်မယ်လို့ပြောလည်ပါတယ်။ပြောတဲ့အတိုင်းပဲနေပါပေါ့နော်။အဆလို့ရှင်နော်။ bye bye